အာဆင်နယ်နီးပြအာတီတာကစပါးကို၄ဂိုးတဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာဟက်ထရစ်သွင်းယူခဲ့တဲ့တောင်ပံကစားသမားအက်ဇီကိုချီးကျူးသွားခဲ့ပါတယ်။အက်ဇီနဲ့ပတ်သက်ပြီးအာဆင်နယ်နီးပြအာတီတာကသူ့အတွက်အယံပြောမိပါတယ်။ဘာကြောင့်လဲဆိုတော့သူရောက်လာတဲ့နေ့ကလေးကအသင်းအတွက်တခြားအရာတွေယူဆောင်လာပေးခဲ့လို့ပါ။သူဟာအင်္ဂလန်နဲ့နိုင်ငံတကာပွဲပြီးနောက်နားရက်နှစ်ရက်ရခဲ့ပါတယ်။တရက်နားပြီးတဲ့အချိန်မှာလင်းကျင်ငန်းဆင်းကျင်နဲ့တိုးတက်ခြင်းနဲ့အပိုဆောင်လင်းကျင်ငန်းတွေလှုပ်ချင်ပါတယ်။ ကစားသမားတဦးမှာဒီလိုရည်ချင်းတွေရှိပြီးသူ့ရဲ့ဆန္ဒကလည်းဒီအဆင့်မှာရှိနေတဲ့အခါအခုလိုကိစ္စတွေဖြစ်လာတာပါဒါဟာသူနဲ့အပြေးဝထိုက်တန်ပါတယ်လို့ပြောကြားခဲ့ပါတယ်တနင်္ဂနွေနေ့ကကစားခဲ့တဲ့မြောက်လန်ဒန်ဒါဘီပွဲမှာအာဆင်နယ်အတွက်ဂိုးတွေကို Trossard နဲ့ AZ တို့ကသွင်းယူခဲ့ပြီးစပါအတွက်တလုံးတဲသောခြေပါကိုကို Richarlison ကသွင်းယူခဲ့ပါတယ် hatrick သွင်းယူခဲ့တဲ့ AZ ဟာ58နှစ်အတွင်းမြောက်လန်ဒန်ဒါဘီပွဲမှာ hatrick သွင်းယူနိုင်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ် ခုတစ်ပတ်မှာလီဗာပူးနဲ့မန်စီးတီးတို့ရှုံးနိမ့်ခဲ့တာကြောင့်အာဆင်နယ်အသင်းဟာပရီးမီးယားလိမှတ်ပေးစရာမှာဒုတိယနေရာက Chelsea ကို6မှတ်အသားနဲ့ဦးဆောင်နေပါဗျ။အာဆင်နယ်အသင်းဟာနိုင်ငံတကာပွဲမတိုင်ခင်ဆန်နာလန်နဲ့2-0စီတည်ရေးကြခဲ့ပြီးနောက်အခုခါမှာနိုင်ပွဲကိုပြန်လည်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်ရှင်။